လုံးမှာပေါ့ကျွန်တော်ဘာမှမသိညာမှမသိတဲ့ပညာရကြီးကိုကျွန်တော်တိတ်တဆိတ်အောင်မြင်လာတာအဲ့ဒီဘာမှမသိညာမှမသိတော့ဘဲကျွန်တော်လွတ်လို့မရအထက်ကပုံပုံတွေကတားဆီးလာတာမပြောအောင်စီကြောအောင်စီပတ်အောင်အဲ့ဒီဘာမှမသိညာမှမသိတဲ့ပညာရဲ့ခြင်းစဉ်တွေကိုကျွန်တော်ပြီးနိုင်တယ်အဲ့တော့ခြင်းစဉ်တွေခြင်းကြမလားခြင်းခြင်းနဲ့ဆိုရင်ခွန်းအဲ့တော့ကျွန်တော်ပြပအခိယလောကမှာ အကိစီရဆရာကြီးကကျွန်တော်တို့ကဒီဘက်ပဲဘေးဒင်းဆရာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဘာနဲ့တူလဲဆိုတော့ဆရာဝင်ပံပေါက်ခဘွဲမရခင်နေဆိုနေပြားမှာအသက်ပေါင်းများဆိုတော့တိစစ်လောက်ပြီးအလောင်းစီတူဘွဲခံပြီးတော့မြို့ပေါ်ရောက်ပြီးတော့အထုကုပြီးတော့မှပါတကူဆိုပြီးတော့ဖြစ်သွားတာအဲ့လိုပဲအကိရလောကမှာလဲကျန်းစာကြီးပပပပမှတ်ညာတအားကောင်းတော့ကျန်းထဲမှာဘလူဘလူဘလူဝင်နေဖြစ်ဟာတပည့်အဘောက်အရင်က ဒီလိုလုပ်ကြအောင်လားဘယ်တက်လဲဘယ်တက်ကိုတိအောင်လုပ်လိုက်ဘယ်လိုဝင်နေပြန်မလဲဟောတော့ဆရာပူကိုယ်တိုင်းဆိုင်မိသွေးဘူးတွေကုန်နေအချိန်နေကုန်နေတပည့်လှုပ်ငါအောင်မင်းကြီးလားဆန်းဆန်းဆန်းအဲ့ဒီမှာတပည့်တယောက်ယောက်ထောက်တယ်ပြီးတော့သူ့ဘက်တည်တည်ဗရားဘက်တည်တည်ဆရာတို့ရပိုင်းပြန်လုပ်နေရမယ်ဆရာကျွန်တော်တို့ဘလူးဘလူးလုပ်လိုက်တော့ကိုကမှတ်တမ်းလုပ်ပြီးပြောအောင်မင်းဟောတဲ့ကောင်ကောက်စားလိုက်တော့အာသူလုံးတိအောင်ဘလူးတားတောင်းတိအောင်ဘလူးတားပြောင်းလို့ချာ တပခုကိုယ်တိုင်အထူးသားအားထုတ်တာမဟုတ်ဘူးကိုအာဘော်လေးနဲ့ပဲအစသက်ကအသေးနှလုံးလေးတွေကိုတပည့်လေးချတာအဲ့တော့ဘီဒင်းတပည့်တွေဆိုရင်လဲထုံနီးလောက်အောင်ပေါ့ကိုအစလေးတွေဆွဲထုတ်တာအောင်လက်မှတ်ပြီးအစလေးတွေသူ့မှာဟိုမှာဆရာဆရာကြီးရှင်းပြီဆိုရင်ဟောမင်းကိုကျူကော့ကိုတိတ်တခုနောက်ကမှစာလေးဖက်စာလေးချက်ပြီးတော့ဟိုဘယ်နည်းဖြစ်လဲတကယ်တကယ်ဟိုပညာလေးပြုတ်သွားပြီးဆရာကြီးဖြစ်လာတဲ့ခါ ကြတော့ဝိဇ္ဇာတရာလောကီတိတ်ပဂံပြီးတော့ဆရာကြီးရာမောင်းအောင်အနွယ်ဆက်ဆရာဘသူကောင်းတယ်မိုက်စိတ်ကူးချင်ကြည်တည်တာစိတ်ကူးချင်ကြည်တာအဲကျွန်တော်မှအခုနပြောသလိုမှတ်ညံတအားကောင်းတဲ့ရေချင်းမျိုးမရှိဘူးနောက်ပြီးတော့ကျွန်တော်စားပြောကျွန်တော်သုံးကျင်းဆိုတော့မရဏမှာ၆ကျင်းနဲ့ကြွတော့ကြောင့်ကျွန်တော်ဒေသနာစကားတော့ကျွန်တော်လူမုံများများကြတယ် ဒူးမုံးတယ်ကျတော့စကားရအောင်လဲသူများတကချစ်အောင်လဲမပြောတတ်တယ်လို့ယုံအောင်လဲမစည်းယုံနိုင်တဲ့အနေသားပါရှိပါတယ်အဲအဲ့အဲ့လိုအနေသားလေးတွေလဲရှိတယ်လို့နောက်ပြီးကျွန်တော်ဖြတ်ကနေဖြတ်ကနေဆိုတော့ဒါဆိုတော့ညံစင်ရလဲမင်းမညံလဲဟိုမရှိပါဘူးမရှိပါဘူးဆိုတော့မကြောက်ကြပါဘူးကျွန်တော်စိတ်ကူးရင်ကြည်ရအောင်နော်အဲ့တော့ကျွန်တော်ဆရာဆရာကြီးဖြောင်းဘလို့လုပ်ရင်ကောင်းမလဲဆိုတော့ဆရာဆရာကြီးနီးကိုစိတ်ကူး ယင်ကြည့်တာပါအပြင်မှာကျွန်တော်တို့ဆရာဆရာကြီးလုံနေတဲ့လူတွေရှိရင်တော့တောင်းပါပါလေဟိုအကြံရင်းတိုက်ဆိုင်နေဆိုတောင်းပါတောင်းပါနဲ့တောင်းပါနဲ့အချီလားမရှိလားကျွန်တော်မသိဘူးနော်ကျွန်တော်လုံချင်တာလေးကိုပြောတာပါကျွန်တော်ငငယ်တော့ကျွန်တော်ရက်ကွက်မှာလာခဲ့တဲ့ဆရာဆရာကြီးဖြစ်သွားတဲ့လူနဲ့ကျွန်တော်ဖြစ်ချင်တဲ့အရာလေးကိုတိုက်ဆိုင်ပြီးတော့ဆရာဆရာကြီးဒီလိုဒီလိုလောက်လိုက် เนาะဆရာဆရာကြီးဖြစ်သွားမယ်ဆိုပြီးတော့ဘယ်နှစ်ဖြစ်တာပါအဲ့တော့ဒီဒီလိုဗီဒီယိုဖိုင်ရိုက်ဖို့အတွက်ဒီမှာ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 အဲဒီမှာဒီမှာအဲပူလေနေကြီးကြောင်တောင်ကြီးချွေးလေးကျွန်တော်ပြန်နေတာဒါလေးဆိုဆက်လာတော်တော်ခါမဆုံးဒါလေးဆက်လာနည်းနည်းဆရာဆရာကြီးကမ်းတီးတာပေါ့ဗျာဘိုးတော့ရောင်ရောင်ဘာရောင်ရောင်ပေါ့နော်ဟောဘာဘာပညာကြီးဥပ္ပဝေတိတ်တခုတက်ပြီးဟောဘာဟိုနေလုတ်ပြနိုင်တယ်လို့လို့အဲ ဘာကြည့်စင်ကပေးနိုင်တယ်လို့လို့ဘိုးလို့ဒီလို့လို့အဲမှတ်လောကလေလူတွေကိုဖမ်းဆလို့အကောင်းဆုံးကဘာမှမသိညာမှမသိလဲညှို့ရင်းချက်ကိုပေးပြီးတော့ဘာမှမသိညာမသိနဲ့ခလေးဖြစ်တဲ့ဟာကြီးအဖမ်းဆနိုင်တယ်အဲ့တော့ခင်ဗျားတို့ဘာမှမသိညာမှမသိပြီးတော့စွတ်ဆက်အထင်ကြီးပြီးတော့စိုက်ဝါးတွေမူဒီမမိပဲနဲ့ဘာမှညာမှ ပြိနိုင်အောင်ဆိုပြီးတော့ဆရာဆရာကြီးနီးကိုကျွန်တော်ဆိုက်ကြည့်ရတယ်ပြီးလိုက်ပါတယ်ဗျာခொနရသမီးကျမ်းမှချမ်းသာပြီးတော့เนาะကျွန်တော်ရဲ့စိတ်ကူးလေးနဲ့ဆရာဆရာကြီးဒီဖြစ်နိုင်တယ်လို့ဆရာဆရာကြီးအောင်ဆောင်ရတဲ့ဆရာတွေရဲ့ဘေးအတော့မှာဆင်းဝေးပါစေလို့ကျွန်တော်ရဲ့ရဲ့ရှစ်လမွေးနေ့အတွက် happy birthday လက်ဆောင်ပေး စိတ်ချမ်းသာကြီးကိုယ်ချမ်းသာကြီးပြည့်စုံကြပါစေဗျာ။